ကျိုးနဲ့ပတ်သက်လို့ကင်ဆယ်ရေးနဲ့ပတ်သက်တဲ့ကျိုးတွေကျွန်တော်ရှင်းလျှောက်တာမြောက်မြောက်ကူဘာညာဒါကျွန်တော်လုတ်ခဲ့ပြီးသားပေါ့နော်ဒါပေမဲ့ဒီလိုကျိုးသေးသေးလေးကိုမကန်ရတဲ့အားနဲ့ကျွန်တော်လည်းနည်းနည်းဥရတယ်။ဥရလေကားပေါ်နေဆိုင်ကလေးဆင်းလာ။အဲအဲ့ဟာကိုကျိုးနဲ့တကြော်သွားတာ။အရှင်ကားလေးကျွန်တော်ပြန်လုပ်ချင်တယ်။ဘာလို့လဲကျွန်တော်တို့နဲ့တွေ့ခဲ့တဲ့ကျွန်တော်တို့လူကျန်းနေပေါ့နော်အကုန်လုံးအားဖြင့်စားဝတ်နေရေးလေးတွေအနည်းငယ်အနည်းငယ်ကြက်တဲကြတယ်။ဒါကြောင့်မြန်မာပြည်ကတော့အရှင်လေးတွေစူးစမ်းကြရအောင်။ကျွန်တော်ကရပါသေးတာဒီ အဲကျွန်တော်တို့အနုပညာသမားတွေကိုပံ့ပိုးပူညီပေးတာ ਨੇ အတူတူပါပဲ။ ဲကျွန်တော်မရိုက်တာကြာပြီအခုပြန်ရိုက်တယ်ပေါ့ဟိုကျွန်တော်ကအရင်တော့ကလွန်ခဲ့တဲ့15နှစ်လောက်ထိပေါ့ဂျွန်ဘာကစားဘူးတယ်ပေါ့ဒီမှာရှိတဲ့ကျွန်တော်တို့ဟိုဇက်ဘလက်ကကျွန်တော်မိုးဆက်တုံးနဲ့အတူတူကျွန်တော်ကစားဘူးတယ်သူတို့ကပိုကျွမ်းတာပေါ့နော်ကျွန်တော်တို့တော့မကျွမ်းဘူးမကစားဘူးတယ်အခုလည်းဒါကဟိုပြီးခဲ့တဲ့2ရက်လောက်ကနော်ကျွန်တော်တို့ကြိုးတယ်နဲ့ပတ်သက်လို့ပြန်ပြီးလေ့ကျင့်ကြတယ်ဒါကျွန်တော်ပထမဆုံးကြိုး ဒီစီးဘူးတာပေါ့နော်ကျိုးနေကျွန်တော်တို့လှုပ်ဖူးကြတာပေါ့ဒါပေမဲ့ဒါပေမဲ့ကိုကြီးတွေအားရှိအောင်ပေါ့နော်ကိုလည်းကိုတက်ရမယ်ရှင်တော့နင်းနေတော့ကြောက်တာပေါ့ဒါပေမဲ့ကိုမကြောက်ခင်မှာဒီကောင်တွေအားရှိအောင်အနားနေပြီးဟိုလိုလုံးလိုက်ဒီလိုလုံးလိုက်အလကားစီရလဲလုံးနေကိုတက်လို့မဟုတ်ဘူးဒါစတန်ဘောလို့ဒါစိုက်ကယ်ဘာနဲ့တော့မဟုတ်စိုက်ကယ်အစိုက်ကယ်မှာဂျုံးနဲ့ကြော်သွားတာသူကအေးဘယ်ရ ကိုကြီးကလေကားပေါ်နေဆိုင်ကနေဆင်းလာအဲအဲ့ဟာကိုဂျိုးနဲ့တကြော်သွားတာအဲ့ဟာရဲ့ဆိုတော့ဟိုတကားမလည်းမလုပ်ဘူးတော့ကြောက်တာပေါ့လေပေါ်မှာအဲ့လောက်အမြင်ကြီးကိုမလုပ်ဘူးလေဂျိုးနဲ့တကားထိုးဘူးတော့ဟုတ်ဘာလို့လဲကျောအဝတ်တန်းကျိုးလောက်ပဲရှိတယ်မိုးသက်ကပြောတယ်အကိုခိုင်းနေတဲ့ဒါပေမဲ့ဥရတာကျိုးသေးတာဥရတာကျတော့အဝတ်တန်းကျိုးလောက်ပဲရှိတယ်ကျိုးကြည့်ပြတိတိတိလားခိုင်းတော့ခိုင်းနေတော့ခိုင်းပါလေအခုတို့ကန္နာကိုကောင်းကောင်းနိုင်တယ်ဂျုံထိုးတာဆိုစဉ်းစားကြည့် ဘွားကလေးကျောက်တော်အသေးသေးကိုအင်းနဲ့အင်းကျွန်တော်လည်းပထမတစ်ခေါက်ကတော့တယောက်သေးတယ်တော့ကျောက်ကိုနောက်ကင်မရာမင်းတိတိလေးမှထပ်တွေ့ပေးတယ်နှစ်ယောက်ဆိုနည်းနည်းတော့တော့ကျောင်းတော့ကျွန်တော်တင်မှုတယ်ကျိုးနဲ့ပတ်သက်လို့ကင်စင်ကြီးနဲ့ပတ်သက်တဲ့ကျိုးတွေကျွန်တော်ရှင်းလျှောက်တာမြောက်မြောက်ကူဘာညာဒါကျွန်တော်တို့လုပ်ခဲ့ပြီးသားပေါ့နော်ဒါပေမဲ့ဒီလိုကျိုးသေးသေးလေးကိုမကန်ရတဲ့အားနဲ့ဆိုတော့နည်းနည်းဥရတယ်အင်းတို့ကကျိုးကြီးကြီးနှစ်ချောင်းကိုဒီလိုအော်ကျွန်တော်ရှင်းကူကူမယ်ဟာမြောက်ကူကူမယ်ရတယ်ဒါကျွန်တော်လုပ်နေကြကျိုးလုံးကြီးတယ် နော်သွားတယ်ပေါ့နော်ကျိုးလို့ကြီးကြီးသွားအခုကကျိုးသေးသေးလေးကိုယ့်လက်ထဲလည်းဘာမှမရှိဘူးကျိုးသေးသေးကျိုးကင်ကျွန်တော်ဟိုနေ့ကတည်းကဖိုင်းချတယ်ဖိုင်းချတယ်လေ့ကျင့်တဲ့နေ့တွေကလေကျိုးကင်ဖိုင်းဆိုတော့ဒီကျိုးကသူကကင်မန်ကွင်းမရှိဘူးမကင်ရဘူးမကင်ရဘူးအလွတ်ပဲအလွတ်ပဲဆိုတော့ကျွန်တော်အဲ့ပုံမှာတော့နည်းနည်းတော့ဝါဒီရောရှိတာပေါ့နော်ပြီးတော့အဲ့ကျိုးသေးတဲ့ပြဿနာပေါ့ကျိုးလေးကအဝတ်တန်းကျိုးလောက်ပဲရှိကျိုးလေးကတကယ်သေးသေးလေးအဲ့ဒါပါပါဟိုဒါကျွန်တော်တို့ကဒါပထမဦးဆုံးအတွေ့အကြုံပါဒါကိုက်လိုက်တာတော့ဟာယူလားဟာ ကိုကတော့ကျွန်တော်တို့တဲ့ဆိုင်ရင်သူကဒီဟာကြီးအတွေ့အကြုံရှိတယ်လေသူကလုံးအရင်တော့လည်းလုတ်ခဲ့ဘူးတော့ကျွန်တော်ကြောင့်တခါမှဒီ action ကိုအဲ့လိုကြီးလုတ်ဘူးတဲ့လူမဟုတ်ဘူးဒီကြောက်တာပေါ့ကြောက်ဒါတော့ပထမနေ့မှာအကူကလာငါတို့အရင်ဆုံး training လုတ်ထားမှဒီဟာရမှာဆိုတော့အဲ့ဒါလုတ်ထားလို့တော့ခံတာနောက်မဲ့ဘယ်ဒီလောက်တော့ကျွန်တော်စီးပြီးမှမဟုတ်သေးဘူးဒီဂျိုးတို့ကိုကိစ္စကိုလို့ပြောပါမယ်ဟိုကျွန်တော်ကတော့ ဟိုဒီလိုအခက်ခဲတွေကြားထဲမှာနေတတ်တဲ့လူဖြစ်လာတယ်ပေါ့နော်ဖြစ်လာတယ်ဒါပေမဲ့ကျွန်တော်တို့ကကိုကျိုးကိုဆင်ပြီးတော့အအမြင့်နေပေါ်ကကျွန်တော်ဆင်းနေပေါ့နောက်ဆုံးကျွန်တော်ဆင်းခဲ့တာဆိုရင်ကျွန်တော်တို့ဒီဟိုပါပေါ့ဒီကြောက်တစ်တာကြောက်တစ်တာကြီးမှာကျွန်တော်တို့ပေ200ကျော်လောက်ကလည်းကျွန်တော်နဲ့မိုးဆဲနေတူဆင်းပြီးတော့ဒါကြီးကိုကျွန်တော်တို့ကိုကေပဲဆင်းခဲ့တာပေါ့နော်အဲ့တော့ဆင်းခဲ့တယ်အဲ့တော့အဲ့လိုပဲဟိုကိုသလောကဟွာရဲ့ဇိုးတထောင်ဇိုးတထောင်ရဲ့တော့လေဒီလိုပဲဒီလိုမှအခုလည်း အခုလာမရမယ်ဘာလို့ကျွန်တော်ရေထဲကြာပါလေအခုနားမှာနေပေးလေသူရေထဲကြာကိုလည်းလိုက်ခုံကြပါတော့ဘာလို့မျောသွားတာတကယ်မျောပါလေအဲ့နေရဟိုခက်ခဲလေးတွေတော့ရှိတယ်ဒါပေမဲ့တော်တော်ကောင်းကောင်းရိုက်နိုင်ခဲ့တဲ့ဟာတွေ့ရတယ်ပေါ့နော်အခုလည်းကျွန်တော်တို့ကဟိုကသူစတန်ကိုကျွန်တော်တို့ကကူလာအခုတော့ကိုစတန်ကိုကိုမိသားစုစတန်ကိုဘေးကနေအားရှိအောင်လိုက်ပြောကိုလည်းစိုးတော့စိုးရင်းနေတယ်လားဟိုကျွန်တော်တို့မြန်မာနိုင်ငံမှာရိုက်နေတဲ့ fighting လေးတွေတဲ့အစားရင်ဘယ်လိုလေးဆန်းသွားမလဲပေါ့နော်ကျွန်တော်တို့ကကျွန်တော်ကထိုးခဲ့ကြတယ် fighting လေး အပေါ်၆ချက်အောက်၆ချက်ခေါ်မှာပေါ့နော်လက်တီနဲ့ထိုးလိုက်ကာလိုက်ဒီအများကြီးလောက်ခဲ့ကြတယ်ခုံကန်ခဲ့ကြတယ်ပေါ့အဲ့ချက်နည်းနည်းလေးပိုသွားဆန်းတဲ့ action လေးတွေမစိုးစားကြည့်တာပေါ့ဟုတ်စိုးစားကြည့်တာအဲ့ကျွန်တော်တို့ရဲ့ရှေ့မှာ stand နေလောက်သွားတဲ့ဟဲ့လား stand ဆရာကြီးတွေအဲ့ကျွန်တော်တို့ကျွန်တော်တို့ကိုစားလုပ်ပေးခဲ့တဲ့သူတွေအများကြီးရှိပါတယ်ရှိပါတယ်အဲ့တော့ကျွန်တော်တို့အခုကျတော့ကျွန်တော်တို့ကိုယ်တိုင်စိုးစားတယ်ပေါ့နော်ဟိုဘာလဲဆိုတော့ပုံပြီးတော့လေဟိုအထူးစားထိုးတယ်ဆိုကျွန်တော်လက်ခနဲ့ပဲပြရတာ ဒီမှာတော့စိန်ပြင်းနေပြစိန်ပြလို့ရတာပေါ့မင်းသားကြီးဂျွန်းထိုးတယ်ထိုးတဲ့ခါမှာမင်းသားကြီးကိုလူအကောင့်ထဲလုံးပြလိုက်ရတဲ့ခါကျတော့တီချာပြကြပြကျင်တော့သုံးလေးကလိုရချစ်ကြိုက်ညာခွဲတွေအများကြီးရိုက်နေကြပါတယ်ကားတွေလည်းကောင်းပါတယ်ကြီးလို့လည်းကောင်းပါတယ်အဲ့လိုပဲရည်သီယာကားတွေလည်းအများကြီးရိုက်နေကြပါတယ်အားလုံးကောင်းကြပါတယ်အဲအရှင်ကားလေးကျွန်တော်ပြန်လုပ်ချင်တယ်ဘာလို့ကျွန်တော်တို့နဲ့တွေ့ခဲ့တဲ့ကျွန်တော်တို့ဒူချမ်းနေပေါ့နော်အများကြီးတက်တွေလည်းရလာပြီဆိုတဲ့ခါကျတော့သူတို့လေးတွေသူတို့တွေပေါ့သူတို့လေးတွေရောသူတို့ကြီးတွေရောအကုန်လုံး ဒါဖြင့်စာဝတ်နေရေးလေးတွေအနည်းနဲ့အနည်းငယ်ကြက်တဲကြတယ်အဲ့တော့ကျွန်တော်တို့ထုတ်ပေးရှင်တယ်ဒါကြောင့်နေသားရေးကတော့ action လေးတွေစူးစမ်းကြရအောင်အခုလည်းကျွန်တော် G ဖြစ်နေ1နေအဲ့ဝါလည်းချမယ်ကွာပြောက်ပြေးတာပြောက်ပြေးတာဟာပြီးလို့ရှိရင်ကျွန်တော်တို့မနိုင်ကျွန်တော်ပြောအောင်ပါကျွန်တော်ပြည့်သက်တယ်ပေါင်းရိုက်ကြမယ်ဆိုတဲ့စီတစ်ခုကျွန်တော်လာပါဦးမယ်တော်တော်ပြောပေးပါမယ်အားလုံးပေါင်းရိုက်ကြမယ်ကျွန်တော်ပြည့်သက်တယ်အားလုံးကဝိုင်းပြီးပန်ဖို့မယ်ကာရကဖြစ်လာအောင်ပေါင်းရိုက်ကြမယ်အဲ့အဲ့စနစ်လေးကျွန်တော်လာပါဦးမယ် တော်တော်စုံပါတယ်ဒီဇက်ကားလေးကလေအကောတော်တော်တော်စုံစုံပါတယ်အရှင်တွေရောပါတယ်အဲ့လိုမိသားစုတွေရဲ့ဘဝအကျန်းအရန်အလွမ်းနဲ့ဘဝအကုန်ပါပြီးတော့နောက်တစ်ခါကျွန်တော်တို့တွေဟိုဒီမိမကြောက်ရတဲ့ဟာရောအဲ့ဒါတွေပါအကုန်ကသူအပြင်းမလာလူချင်းလူလန်းထိုးနေတာမိမတော့ကြောက်ရအဲ့ကြောင့်မိမတော်ရတာအဲ့ဒါမှကြောက်ရကျွန်တော်တို့အတွေ့ခံရတာအတွေ့ခံရတာအဲ့အဲ့လိုဟာတော့မင်းသားကြီးရဲ့တစ်တော့အကောင့်ပေါ်မှာတင်ထားတာနည်းနည်းပါးပါးရှိတယ်ကျွန်တော်ရဲ့ဝေလူကျော် add ပေါ့နော်ဘယ်လိုကြော add TikTok account ပေါ်မှာတင်ထားတာနည်းနည်းရှိတယ်အဲ့မှာကျွန်တော် main မှာဘယ်လောက်လက်သံပြောင်းနေဆိုဝင်ကြည့်ပါโอเคโอเคကျွန်တော်တို့ရိုက်ကူးထားတဲ့ကားပထမဆုံးချွန်းသူလာခေါ်တာအဲနောက်တစ်ခါကျတော့ကျွန်တော်တို့ဘဝရဲရကျူးဒါကတော့ကျွန်တော်တို့အရက်တောက်တတ်တဲ့လူတွေရဲ့အကြောင်းကိုရိုက်ပြတဲ့အတွက်ဒါအရက်သမလင်းဆိုတဲ့ဟာလေးကျွန်တော်တို့စူးစမ်းထားတယ်ပေါ့နော်အဲဒါကြောင့်ကျွန်တော်ဒီကားလေးတွေကိုလည်းကြီးစုအားပေးကြပါဦးနော်ဒီနောက်ထပ်နောက်ထပ်လည်းကျွန်တော်တို့အသစ်ဆန်းလေးတွေစူးစမ်းပါဦးမယ်ပေါ့အဲ့တော့ဘာဖြစ်ကျွန်တော်တို့အားပေးတာကျွန်တော်ကရားပေးတာဒီ အဲကျွန်တော်တို့အမှုပညာသမားတွေကိုပံ့ပိုးပူညီပေးတာ ਨੇ အတူတူပါပဲ။